မြန်မာနေဥခရိုနီကယ်အပီလာ24မြင်တွင်မြန်မာပြည်သူတွေရဲ့ဒုက္ခနဲ့ငလေနိုင်ငံရေးမြန်မာနိုင်ငံမှာပြည်ရင်းစစ်မီအရှိန်နဲ့ပြန်လဲတောက်လောင်လာတာလင်းနေဝင်းကျင် ရောက်ရှိချိန်မှာစကိုင်းဒေတာကိုဗဟုပြုပြီးမက်ဂလီချု9.8ပြားနဲ့လှုပ်ခတ်သွားတဲ့ငလင်ပေးအန္တရာယ်ကစကိုင်းမန္တလေးမြို့ကနေပြည့်ရီကျော်တလျှောက်တောင်ပတ်ပြင်မနာနေပြီးတော့တောင်ငူတို့အထိအရှိဘတ်မှာအင်းလေးဒေတာအထိအပြက်စီးအသေးပြောက်တွေရှိကြတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့ကနေစစ်ဘေးကြောင့်မန္တလေးမြို့မှာလာရောက်တင်းရှောင်နေသူတွေလည်းထိခိုက်ဒိဆုံကြရသလိုအင်းလေးဒေသမှာလည်းကရင်နီကယားပြည်နယ်ဘက်ကနေမိုးပြဲဖဲကုံဘက်ကအင်းလေးညောင်ရွှေကိုစစ်ဘေးတင်းရှောင်နေသူတွေလည်းထိခိုက်ခံစားခဲ့ကြရတာဖြစ်ပါတယ်။စစ်ဘေးတင်းရှောင်သူတွေငလင်ဘေးမှာအသက်ဆုံးရှုံးကြရတဲ့အဖြစ်ကိုတွေ့ကြရင်မြန်မာနိုင်ငံကပြည်သူလူထုအနေနဲ့ဘလောက်ထိဒုက္ခပေါ်ဒုက္ခဆင့်နေကြသလဲဆိုတာပေါ်လွင်ထင်ရှားစေပါတယ်။ စစ်ပွဲတွေဖြစ်နေရကနေတဘာဝဘေးရန်တွေလို့သတ်မှတ်ခေါ်ဆိုကြတဲ့ငလင်ဘေးကြားရောက်လာချိန်မှာနိုင်ငံရေးစီရေးပေါ်လဲတက်ရောက်မှုတွေရှိလာခဲ့ပြီးငလင်ဘေးကြားရောက်မှုကနေဘလို့နိုင်ငံရေးစီရေးအမျက်ထုတ်မှုတွေရှိလာနိုင်တယ်လဲအမှန်တကယ်ဘလို့ဖြစ်ပျက်နေတယ်လဲဆိုတဲ့ရှုထောင့်ကိုတချို့သောနိုင်ငံရေးသုံးသပ်သူတွေအကဲခတ်သူတွေကအဘော်အမြင်တွေရေးသားလဲရှိတာလဲတွေ့ကြရပါတယ်။တချို့ကငလင်ပြည့်ရည်နဲ့အတူနိုင်ငံရေးပြည့်ရည်တွေဖြစ်ပေါ်လာတယ်လို့တင်စားရေးသားကြတာလဲရှိတယ်လို့ မြမအရေးကိုဆယ်စုနှစ်များစွာစောင့်ကြည့်လေ့လာပြီးရေးသားနေတဲ့သတင်းစာဆရာဘာတီလင်နာကငလင်ဘေးကြောင့်မြမနိုင်ငံဟာတရုတ်ရဲ့လွှမ်းမိုးထိန်းချုပ်ပုံမအားကောင်းလာတယ်လို့အပေါ်ဆောင်ပါရေးသားခဲ့ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်အနေနဲ့ငလင်ဘေးမကြောက်သေးခင်ကလေးကအေပီလဆန်ဘန်ကောက်မှာကျင်းပမဲ့ဘင်းစတန်လို့ခေါ်တဲ့တောင်အာရှနိုင်ငံများနဲ့အရှေ့တောင်အာရှနိုင်ငံချို့ပါဝင်တဲ့ ဘင်္ဂလားပင်လယ်အော်နိုင်ငံများနှိပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှစ်စဉ်အစည်းအဝေးတက်ရောက်ဖို့အစီအစဉ်ထားခဲ့ရကငလင်ပေးကြရောက်လာချိန်မှာပြည်ရင်းမှာဒေသချို့ကိုငလင်ပေးကြောင့်အရေးပေါ်အခြေအနေကြေညာထားရသည့်တိုင်ဘန်ကောက်အစည်းအဝေးကိုမပြတ်မကွက်တက်ရောက်ပြီးဒေသတွင်နိုင်ငံကောင်းဆောင်တွေနဲ့ထိတွေ့မှုရဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်ဒေသရင်းကနိုင်ငံကောင်းဆောင်တွေအနေနဲ့ငလင်ပေးကြရောက်နေတဲ့မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးအပ်ဖို့အတောင်ခံပြီးစစ်ကောင်းဆောင်ကိုဘန်ကောက်မှာတိကျအစည်းအဝေးတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အခုလိုငလင်ကိုအကြောင်းပြုပြီးပေါ်ထွက်လာတဲ့အခွင့်အရေးတွေကိုစစ်ကောင်းဆောင်အနေနဲ့ကောင်းကောင်းအသုံးချနိုင်ခဲ့ပြီးလေးနှစ်တာတန်တမရေးရဖဲကျင်းထားမှုကပြက်ပြဲလို့နေပါအထိရောက်ရှိခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မကြခင်မှာအာဆီယံအလိုက်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ဖြစ်သူအန်နဝါအီဗရာဟင်ကစစ်ကောင်းဆောင်နဲ့ဘန်ကောက်မှာတွေ့ဆုံခဲ့ပြန်ပါတယ်။ ဒီလိုအပြောင်းလဲတွေအာဆီယံရဲ့ဓာတ်ခတ်ခြင်းခံထားရတဲ့စစ်ကောင်စီအနေနဲ့နှစ်ကုံမှာကျင်းပမယ်ရွေးကောက်ပွဲကိုငလင်ပေးကူညီရေးအစည်းအဝေးတွေမှာနိုင်ငံတကာတိုင်းဝမ်တချို့ကိုရှင်းပြခွင့်ရခဲ့တာဟာအာနာသိန်းစစ်ကောင်စီအနေနဲ့ငလင်နိုင်ငံရေးကိုကောင်းစွာအသုံးချခဲ့တဲ့တာဒကာတချို့ဖြစ်ပါတယ်။ငလင်နိုင်ငံရေးကိုအာနာသိန်းစစ်ကောင်စီကကြမ်းကြင်ပါနက်စွာအသုံးချခဲ့တယ်လို့စစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်နေတဲ့ NUG PDF တွေနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ရော ကောင်းမွန်စွာအသုံးချနိုင်ခဲ့ကြသလားဆိုတဲ့မေးခွန်းလည်းရှိလာပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ငလင်လှုပ်ခတ်ပြီးနောက်ရပ်ပိုင်းပြည်မှာပင်ဒုစစ်စင်တိုက်ခိုက်တာတပတ်သက်ရက်ဆိုင်ထားမဲ့အကြောင်းထုတ်ပြန်ကြေညာခဲ့တာတွေ့ရမှာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကမကြေညာသေးခင် NUG ကပထမဆုံးကြေညာခဲ့ခြင်းကမြေပြင်မှာစစ်ကောင်စီဘက်ကရော NUG လက်အောက်ကတက်အချို့ကမလိုက်နာခဲ့ကြတဲ့အတိုင်းနိုင်ငံရေးအရအမျက်ထွက်တဲ့လှုပ်ဆောင်မှုလို့ဆိုနိုင်ပါတယ်။ အန်ယူဂျီကကြေညာပြီးနောက်စစ်ကောင်စီဘက်ကလည်းအလားတူထိုးစစ်စင်နာရက်ဆိုင်ထားမဲ့အကြောင်းထုတ်ပြန်ကြေညာခဲ့ပြီးနောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့မြောက်ပိုင်းညီနောင်လက်နက်ကိုင်အဖွဲ့တွေကလည်းကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ငလင်ဘေးကြောင့်ထိုးစစ်စင်တာရက်မယ်။အပြစ်ခတ်ရက်မယ်လို့တစ်ဖက်သက်ထုတ်ပြန်ကြေညာချက်တွေကိုကုလသမဂ္ဂအဖွဲ့ကတက်တန်းထတ်တိုးဖို့တိုက်တွန်းခဲ့ပြီးလက်တွေမှာတော့မြို့သိမ်းတိုက်ပွဲတချို့နဲ့လေကြောင်းတိုက်ခိုက်မှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေစေဖြစ်တာတွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ငလင်ဘေးကနေနိုင်ငံတကာအစိုးရတွေခေါင်းဆောင်တွေနဲ့ထိတွေ့ဆက်ဆံမှုတွေရရှိခဲ့တဲ့အကြောင်းချက်တစ်ခုကငလင်တန်အပြင်းထန်ဆုံးခန်းစားရတဲ့မြို့တွေကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့အချက်ဖြစ်ပါတယ်။ဥပမာအဖြစ်ထိခိုက်မှုအများဆုံးဖြစ်တဲ့မန္တလေးမြို့၊အရင်နောက်စကိုင်းမြို့၊နေပြည်တော်၊ပြည်မနာပျော်ပဲပလိတ်ကြောက်ဆယ်စားတဲ့မြို့တွေအားလုံးကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တာကြောင့် နိုင်ငံတကာအစိုးရတွေဆီလွတ်တဲ့ကဲဆယ်ရေးနဲ့အရေးပေါ်စည်းရုံလိုအကူအညီတွေကစစ်ကောင်စီနဲ့ဆက်သွယ်ဆောင်ရွက်ကြရတာတွေဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့နေမြေ80ရာခိုင်နှုန်းနီးပါးကိုစစ်ကောင်စီကိုတိုက်ခိုက်နေကြတဲ့တိုင်းသားလက်နက်ကိုင်တပ်တွေနဲ့ NUT PDF ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတဲ့ဆိုပေမဲ့ငလင်တန်ခံရတဲ့မြို့အများစုကစစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေခြင်းက NUT PDF တို့အနေနဲ့ နိုင်ငံတကာအကူအညီလက်ခံရမှာ Focal Organization အဖြစ်မရောက်ရှိခဲ့ရတဲ့အနေအထားလည်းဖြစ်ပါတယ်။ NUG အနေနဲ့သခိုင်းတိုင်းမန္တလေးတိုင်းတို့က PDF ဒိန်းချုပ်နယ်မြေအထုမှာငလင်ပီးကူညီကယ်ဆယ်ရေးလှုပ်ဆောင်မှုတချို့ရှိခဲ့ပေမဲ့မြို့ကြီးတွေလောက်ထိခိုက်ခံစားရမှုပြင်းထန်ခြင်းမရှိခဲ့အချက်ကြောင့်အထက်ကတရင်တွေကလူသိမများခဲ့ကြတာတွေ့ရပါတယ်။ငလင်ပီးကြားရမှုကတရင်၃ဘတ်ကျော်လာတဲ့အခါငလင်အရေးပေါ်ကယ်ဆယ်ရေးကူညီရေးအဆင့်ကိုကျော်လွန်ခဲ့ပြီးနောက် ြန်လည်ထူထောင်ရေးကာလာတွေဝင်ရောက်လာပြီးဖြစ်ပါတယ်။ငလင်ဘေးတံခန်းစားကြရတဲ့ဒေသတွေမှာလူမှုအနေနဲ့စစ်ဘေးနဲ့ငလင်ဘေးတို့ကနေပြန်လည်ယုံထားကြဖို့အခက်အခဲပေါင်းများစွာရင်ဆိုင်ကြုံတွေ့ကြရအောင်မှာအနေထားမှာ NUG PDF နဲ့ EOS တွေအနေနဲ့လူမှုရဲ့အခက်အခဲတွေကိုကူညီဖို့ဦးစားပေးဖို့လည်းအရေးကြီးပါတယ်။စစ်ပွဲအောင်နိုင်ရေးကပထမစစ်ပွဲအောင်နိုင်ရေးကဒုတိယနဲ့စစ်ပွဲအောင်နိုင်ရေးကတတိယလို့ဆိုပေမဲ့လည်းလူမှုရဲ့အကြက်အတဲအခက်အခဲကို တက်ဆွမ်းသရေကူညီပေးခြင်းအပြင်ငလေနိုင်ငံရေးမှာအောင်မြင်မှုရှိစေမှာဖြစ်ပါရဲ့ရှင်။